Okay အားလုံးပဲမင်္ဂလာကျွန်တော် အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့ AR ချမ်းသာကွန်ဒိုဖြစ်ပါတယ် AR ဝလမ်းမကြီးပေါ်မှာရှိတယ် AR ချမ်းသာကွန်ဒိုအဲကျွန်တော်ဒီကွန်ဒိုထဲမှာဘာတွေရှိမလဲဆိုတော့ကျွန်တော်တစ်ချက်လိုက်ပြမယ်အနောက်ပြီးတော့ဒီထဲမှာအိမ်ရောင်းခန်းလေးတစ်ခန်းရှိတယ်ဗောနော်အဲ့အိမ်လေးကိုလည်းကျွန်တော်လိုက်ပြကျွန်တော်ဝင်ဝင်ချင်းမှနေရေကူးကန်နဲ့ဂျင်ကိုပထမဆုံးစတွေ့ရမယ်ဗောနော်ကျွန်တော်တို့ဒါက AR ချမ်းသာရဲ့ရေကူးကန်ဖြစ်ပါတယ်ဒီအပေါ်ကတော့ကျွန်တော်တို့ဂျင်ဗောနော်အဲဒီနှစ်ခုကကျွန်တော်တို့ member ဝင်မယ်ဆိုရင်အဲမနက်6နာရီကနေပြီးတော့အညာ9နာရီလောက်ထိဒါ AC အပေါ်ချင်းရေကူးကန် ဘာဝင်လို့ဘယ်လိုထွက်လို့ရတယ်ဗောနော်အဲမမဝင်ဘူးဆိုကျွန်တော်အပြင်လူကြီးလဲဒီမှာလာပြီးတော့ဒီကူးလို့ရတယ်ဂျင်းနီဘာကြီးလာဆော့လို့ရတယ်အဲကျွန်တော်ဒီနားမှာဆိုတော့လည်းဒီကူဘာညာဈေးပဲဝယ်လို့ရတယ်စတီရိုက်ဖရက်ရှိတယ်ဗောနော်ဒီမှာလည်းမိုးဆိုင်လေးရှိတယ်အဲကျွန်တော်ဒီမီယာကြီးမှာကွန်တိုပြီးဆိုပြီးတော့တီးတန့်ဒီထီးကောင်ကြီးထဲမှာထီထီဖြစ်မနေဘူးဗောနော်ကျွန်တော်ရေးအာဝါသကောင်းတယ်အဲနေရာတိုင်းမှာအဲ့လိုမျိုးကျွန်တော်အပြင်နေတဲ့အဲ့လိုရေးအာဝါသကောင်းတဲ့နေရာကြီးရှိတယ်ဗောနော်အဲ့တော့မနေ့ပိုင်းထပြေးမဲ့သူတို့ညနေပိုင်းပြေးမဲ့သူတို့ အဲ့လိုမျိုးပေါ့နော်လမ်းလျှောက်ချင်တဲ့သူတွေပဲတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒီကိုနိုအေရီယာဝင်းကအခြေကြီးဆိုတော့အဲကျွန်တော်တို့ဒီဝင်းထဲမှာပတ်ပြေးနေရတဲ့တွေကိုအဆင်ပြေအဲညနေဆိုလဲကျွန်တော်တို့ဒီလိုမျိုးပန်းညံလေးတွေမှာအေးဆေးထိုင်လို့ရတယ်ပေါ့နော်ဒီလေးတစ်ခုနဲ့ဒီကျွန်တော်ဒီကွန်နိုရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့မီး24နာရီရပါတယ်အဲကျွန်တော်တို့ပုံမှန်မီးလာတဲ့အချိန်ဆိုရင်တော့ UEPC ပေးတယ်အဲကျွန်တော်တို့ဒီကျိုးမိပြတ်သွားတဲ့အချိန်ဆိုရင်တော့ကျွန်တော်ဂျန်နရီတာနဲ့ပြန်ပေးတယ်ပေါ့နော်ဒါပေမဲ့ဂျန်နရီတာ24နာရီလုံးရတယ်အားအဝင်ထွက်တွေအားလုံးကလည်းကျွန်တော်တို့ကက်ဆက်နဲ့ဖြစ်ပါတယ် ဲ့ကျွန်တော်ဓာတ်လေကလည်း24နာရီရတယ်ပေါ့နော်ဒီဒီခန်းလေးကတော့ကျွန်တော်တို့အယောင်တင်ထားတဲ့အခန်းလေးပေါ့နော်ဒီခန်းကကျွန်တော်တို့ fully furniture ဗျအဲဒီပစ္စည်းပစ္စည်းရတဲ့အကုန်ပါထားပြီးသားပေါ့နော်ဒီအကုန်လုံးအစင်းစင်းတက်နေုံပဲအဲဒီလိုမျိုး furniture တွေအကုန်လုံးပါထားပြီးသားဖြစ်တယ်ဟုတ်ပါမလိုက်ပြအောင်မယ်โอเคဒါလေးတော့ကျွန်တော်တို့ဝရဏဗျအာဝရဏအရှယ်ပဲအဲကျွန်တော်တို့အရှိမဒီအရှိကတိုက်လေပိတ်လေဆိုတော့ဒီနေပိုင်းလေးမထိုးဘူးပေါ့နော်ဒီမှာ AC ချိလို့ရတယ် ရှိကတိုက်ပိတ်ကြီးဆိုပေမဲ့ဒီဟိုဘက်က view လေးကတော့မစိုးဘူးပြန်ဟိုဘက်က view လေးကတော့ကောင်းတယ်အောက်မှာဆိုလည်းပန်းညံလေးကြီးလို့ကောင်းတယ်ပါနော်ဒါတော့ကျွန်တော်မိဖို့ကြောင့်လေးဆက်ပြတယ်ဒါတော့ကျွန်တော်ခုနပြောသလို fully furniture ဆိုတဲ့အတိုင်းပဲဒီခုံလေးလည်းအကုန်ပါတယ်ပါနော်ဒါအကုန်လုံးစင်နာကြီးလားကျွန်တော်ဒါရေဆိုလည်းဒါကြောင်ရင်ပေါ့နော်ကြောင်ရင်လို့ပဲခေါ်မှာကုန်းစင်နာပြီးသားပေါ့နော်ဒါမဲ့တခုပဲဒီရေခဲသစ်တာတော့မပါဘူးစိတ်မရှိရေခဲသစ်တာတော့မပါဘူးကျွန်တော်ကျန်တာအကုန်လုံးကပါပြီလားဒီ wish wasser လေးပါတယ်အကုန်လုံးဒါအစင်းသင်းတက်နေလို့ပဲပေါ့နော်လူနေမယ်ဆိုရင် ါဘာမှယူမလာဘဲနဲ့ဒါအကုန်လုံးအစင်းသက်တယ်ယူမယ်အဲနောက်ပြီးဒီအိမ်ကသူကကျွန်တော်တို့ master baron တစ်ခန်းရေအဲ single baron နှစ်ခန်းရေပါတယ်ဗောနော် single baron တစ်ခန်းကိုရင်ပြအဲကျွန်တော်ဒါလေးကတော့ဒါကတော့ကျွန်တော် single baron အသေးဗောနော်ဒါကတော့ဒီခန်းကတော့ကျွန်တော်တို့ဖြောင်းမယ်ဒါ furniture မှတော့မပါဘူးအဲဒါမဲ့ဟိုဘက်ကနှစ်ခန်းကတော့ furniture အပြည့်ပါဟိုဘက်နှစ်ခန်းကိုဆက်ပြဒါတော့ကျွန်တော်တို့နောက်ထပ် single baron လေးပါဗျာ။ဒီအခါတော့ကျွန်တော်တို့အကုန်လုံးပါတယ်။ဒီမှာဆိုရင်ဒါမှု့ရ ါဆိုကျွန်တော်မှု့ရာမှု့ရာဆိုလည်းအပေါ်မှာဆိုဒါဖဲ့စရာပါ냐အစင်းသင့်ပါတယ်နော်ဒီမှာချစ်စရာလေဒါဆိုကျွန်တော်တို့ဒါဘီရိုဘီရိုဆိုလည်းကျွန်တော်တို့ဘာမှယူလာစရာမလိုဘူးဒီမှာအစင်းသင့်ထည့်အောင်ဒီခန်းကတော့ကျွန်တော်တို့ aircon ပါတယ်ပေါ့နော်ဟိုဘက်ခန်းကတော့ aircon မပါဘူးအခန်း၃ခန်းမှာအခန်း၂ခန်း aircon ပါတယ်ပေါ့နော်အဲကျွန်တော်တို့ furniture အပြည့်ပါတဲ့အခန်းတွေက aircon ပါဟိုဘက် master bedroom တခန်းလိုက်ပြ ော် master background မပြခင်ကျွန်တော်အင်တာပြမယ်ပေါ့နော်ကျွန်တော်ဒီအင်တာကတော့ကျွန်တော်နှလုံးပါတယ်ဥပမာ master background မှာကလုံးပါတယ်အဲဒီမှာဒါကတော့အကုန်သွားလို့ရမယ်အင်တာပေါ့နော်ကျွန်တော်အင်တာကတော့ဘူတိုင်းနှလုံးဖြစ်ပါတယ် youtube ကန် youtube ကလည်းနှစ်ခုပဲဗျ master background မှာလည်း youtube ကန်ပါတယ်ဥပမာ master background ပြဒါကတော့ကျွန်တော်တို့ master baron ဖြစ်ပါတယ်ဒီခန်းကလည်းကျွန်တော်တို့ fully furniture ပဲပေါ့နော်ဒီမှာ grain အကြီးတစ်လုံးပါမယ်အဲဒီဘက်မှာဆိုရင်ခေါင်းစာခြေစုံမှန်ကြည့်ရတိုက်တဲ့သူတွေတော့ကွက်တီနော်ဘီရိုမှာမှန်အပြည့်ပဲဒါကတော့ကျွန်တော်ဒုတိယအိမ်သား မာစတာဘရွန်းနဲ့အင်သားပေါ့နော်အင်သားလည်းခုနကဟိုဘက်ကအင်သားနဲ့တူတူပဲဖွဲ့စည်းပုံကစားဒါရေချိုးကအင်သားကတော့နှလုံးစီပေါ့အကုန်လုံးကကဲကျွန်တော်တို့ဒီအခန်းလေးရဲ့ဒီအခြေကတော့136 square feet ရှိတယ်ပေါ့နော်။ဟေးဒီအခန်းလေးရဲ့ရောင်းစိမ်းတုန်းကတော့ကျွန်တော်တို့အဲ3650ဖြစ်ပါတယ်။အခန်းကကျွန်တော်တို့ဒါတရားချမ်းသာကွန်ရက်ဒါနံပါတ် 89A ရှစ်လွန်မှာနေရှိပါတယ်။ โอเคကျွန်တော် ကားပါကင်တွေဘာတွေအတွက်လဲစိတ်ပူစရာမလိုဘူးပေါ့เนาะကျွန်တော်အခုနောက်မှာကျွန်တော်နောက်မှာမြင်နေရတဲ့ဟာကြီးတစ်ခုလုံးကအဲ့ဒါကြီးကားပါကင်ကြီးဖြစ်ပါတယ်အဲကျွန်တော်တို့ကားကနေရာမရမှာလဲစိတ်ပူစရာမလိုဘူးအပေါ်မှာနေရာလွတ်တယ်အများကြီးရှိသေးတယ်ပေါ့เนาะโอเคပါအခုနောက်ပြသွားတဲ့အိမ်လေးကိုစိတ်ဝင်စားလို့မေးမြန်းနေတယ်ဆိုရင်เนาะကျွန်တော်တို့ dream height property ကိုအချိန်မီဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ dream height property ကနေပြီးတော့ဒီလိုမျိုးအိမ်တွေကိုအခမဲ့ကြော်ညာပေးနေပြီဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါလိုက်ချင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်